မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နှစ်ဖက်အကျိုးရှိမဲ့ဆက်ဆံရေးဖော်ဆောင်နိုင်မှုတရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့စစ်ကောင်းဆောင်ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာတရုတ်နိုင်ငံကြားနောက်လာမယ့်ဆယ်စုနှစ်တွေအထိအပြန်အလှန်အကျိုးရှိမဲ့မိဖက်ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့တရုတ်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အာနာသိမြန်မာစစ်ကောင်းဆောင်ကတရုတ်သမ္မတရှီကျင်းဖင်ထံတဝန်လွှာပေးပို့လိုက်ပါတယ် ဒီနေ့စွန်လ၈ရက်မှာကြာရောက်တဲ့မြန်မာတရုတ်နှစ်နိုင်ငံတန်တမန်ဆက်ဆံရေး85နှစ်မြောက်အတွက်ဖေးပို့တဲ့သဝန်လမှာတရုတ်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်လိုတာကိုစစ်ကောင်းဆောင်ကထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့အမျိုးသားပြန်လည်တည်မြတ်ဖို့လူမှုဘဝတွေတိုးတက်ဖို့တရုတ်ကကူညီပေးခဲ့တဲ့ဆိုပြီးစစ်ကောင်စီကောင်းဆောင်ကချီးစွမ်းတင်စကားဆိုထားပါတယ်။မကြာခင်ကရုရှားနိုင်ငံခီးစင်အတွင်ရှီကျင့်ဖြင့်နဲ့တွေ့ဆုံမှုမှာနိုင်ငံတကာနဲ့ဒေသတွင်းအရေးတွေမှာပူးပေါင်းဆောင်ရွက်ဖို့နေဆက်ဒေသတည်ငြိမ်ရေးနဲ့ ိုင်းအင်ခန္ဓာတွေမှာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းစစ်ကောင်ဆောင်ကဆိုပါတယ်။ကြပင်တရုတ်ရဲ့ပိုလန်မတဲ့စီမံကိန်းအောက်ကတရုတ်မြန်မာစီးပွားရေးဇင်းကြံအကောင့်ထဲပေါ်နေတာကလည်းအာရချင်းနဲ့တဲလို့စစ်ကောင်းဆောင်ရဲ့တဝန်လာမှာပါရှိပါတယ်။တရုတ်သမ္မတကပြန်လည်ပေးပို့တဲ့တဝန်လာမှာတရုတ်မြန်မာဆက်ဆံရေးကတရုတ်နိုင်ငံအတွက်အရေးကြီးပြီးပိုလန်မစီမံကိန်းကိုမြန်မာနဲ့အတူအရှိန်အဟုန်မြှင့်တင်သွားမယ်လို့ဖော်ပြပါတယ်။ရွေးကောက်ခံအယက်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းပြီးနောက်လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကနေဖဲကျင်တာကိုခံနေရတဲ့စစ်ကောင်စီဟာတရုတ်ရုရှားတို့စီကထောက်ခံမှုရအောင်ကြိုးပမ်းခဲ့ပါတယ်။အဲဒီနှစ်နိုင်ငံအနက်အင်းကြီးချင်းနိုင်ငံကြီးဖြစ်တဲ့တရုတ်ကတော့မြန်မာစစ်ကောင်စီကောင်းဆောင်နဲ့ထိတွေ့ဆက်ဆံမှုရှိပြီးမြန်မာအရေးနဲ့ပတ်သက်တဲ့တရုတ်ကထားရှိတဲ့စီးသုံးစီးကိုလည်းလူသိရှင်ကြားထုတ်ပြောထားပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ဖို့ မြန်မာကိုအာဆီယံကနေဖယ်ချင်တာမဟုတ်ဘူးမြန်မာအရင်မှာပြည်ပအင်အားစုတွေဝင်ရောက်ဆက်ပတ်တာကိုခွင့်မပြုဘူးဆိုတဲ့စီတုံးစီကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လအတွင်းတရုတ်နိုင်ငံသားရေးဝန်ကြီးကနေပြည်တော်ကနေအပြန်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအတီးပေးပြောဆိုခဲ့တာပါတရုတ်ဟာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့မြန်မာနိုင်ငံမြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအပြစ်ရက်ဖို့ဖိအားပေးတာတွေရှိတယ်လို့မြောက်ပိုင်းညီနောင်၃ဖွဲ့နဲ့စစ်ကောင်စီကြားအပြစ်ရက်အောင်တရုတ်နိုင်ငံမှာခေါ်ယူတွေ့ဆုံပေးတာတွေပြုလုပ်ခဲ့ပါတယ် ချက်ရုပ်ရဲ့စီစဉ်ပေးမှုအရာကိုကန့်တက် MNDAA နဲ့စစ်ကောင်စီကြားအခုနေဆန်းပိုင်းမှာအပြည့်ရဲ့သဘောတူညီချက်ရခဲ့ပါတယ်။အပြည့်ရဲ့ပြီးလပိုင်းကြာမှာတော့ MNDAA ဟာတော်လန်ရေးတပ်ဖွဲ့ဝင်တွေအသက်သွေးချွေးရင်းပြီးတိုက်ယူခဲ့ရတဲ့လာရှုကနေစုခွာပေးလိုက်ရပါတယ်။ ကျအောင်တက် TNL နဲ့စစ်ကောင်စီတို့ကြားအပြည့်ရဖို့တွေ့ဆုံဆွေးနွေးမှုမှာတော့ဘဘောတူညီချက်မရလို့ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူးဆက်လက်ပြီးဒဝယ်မြို့နယ်ရွှေကူတောင်ပေါ်တွင်တက်ဆွဲထားသောစစ်တပ်ကိုဝန်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းဒဝယ်မြို့နယ်ရွှေကူတောင်ပေါ်တွင်တက်ဆွဲသောအကြမ်းဖက်စစ်တပ်ကိုဝန်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ကြောင်းဒုရကစစ်ကြောင်းမှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောပါတယ် ဇွန်လတရက်နေ့မော်လဲတနအီခန့်တွင်ဒဝဲမြို့နယ်ရွှေကူတောင်ပေါ်တွင်တက်ဆွဲတာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကဝိုင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရွှေကူတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲနေထိုင်တဲ့တောင်ပေါ်ကျောင်းကိုကျွန်တော်တို့ညီနောင်မဟာမိတ်ရဲဘော်တွေဝိုင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ ိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၄ကောင်သေပြီးအများအပြားဒဏ်ရာရတယ်ဟုဒူရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLAE ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့်ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ဒဝဲ Guerrilla Revolutionary Force DGRF ဒဝဲ People Liberation Force TPLF အေရင်မှုတပ်ဖွဲ့ချက်တင်နံဘီလုံးပြောက်ကြားတပ်ဖွဲ့ဒေါင်းမီနောင်စစ်ကြောင်းတပ်ခွဲတိတို့က ူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်လည်းတနိုင်ငံလုံးအတိုင်းအတာဖြင့်စီရီကိုအချိန်အဟိုတိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စီရီအထူးသတိပြုသွားလာနေထိုင်ကြရတဲ့စစ်ကောင်စီတပ်မှအချိန်မရွေးလေးချောင်းအသုံးပြုတိုက်ခိုက်မှုများရှိလာနိုင်သောကြောင့်လေးချောင်းရန်ကောက်ွယ်ရေးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုလိုက်နာကြင်ကြံကြရန်ဒူရကစစ်ကြောင်းကအတိအပြီးနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးပြည်မျိုးနယ်ဝတ်ထီးကံမျိုးတွင်ဆယ်တန်းကျောင်းသားမောင်ကျွန်းကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းပြည်မြို့နယ်ဝတ်ထီကံမြို့ဆောက်လုပ်ရေးပစ္စည်းဆိုင်တွင်အလုပ်လုပ်ရင်းចောင်းတက်နေသည့်စေတန်းចောင်းသားတအုပ်ကိုဝတ်ထီကံရဲစခန်းကစစ်မှုထမ်းခိုင်းရန်ဖော်တောက်ဆွဲသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါသည်။ဇွန်လ6ရက်နေ့နနက်ပိုင်းဝတ်ထီကံရဲစခန်း၏မတရားပေါ်တာဆွဲခံလိုက်ရသူမှစေတန်းចောင်းသားမောင်ကျုံကိုဖျက်ပြီး၎င်းအလုပ်လုပ်နေသည့်ဆိုင်ကပစ္စည်းဖို့ခိုင်း၍ဝတ်ထီကံရှိဘက်ကစွန်းအင်းရွာသို့အသွားတွင်ပေါ်တာဆွဲဖမ်းဆီးခံရခြင်းဖြစ်ကြောင်းစိုင်းပိုင်ရှင်ကရဲစခန်းသို့ပတ်စံပြီးကပြန်ထုတ်ရန်ကြိုးပမ်းတော်လဲမရကြောင်း ရေသခံပြည်သူများထံမှသိရပါတယ်။ကောင်းလေးကဆယ်နဲ့အလုလုရင်ကြောင်းတက်ရသူပါပြည့်စည်ဖို့အသွားမှာဝတ်ထီးကန်ရေစက်ခန့်ကနောက်ကနေကားနဲ့လိုက်ပြီးဖမ်းခေါ်သွားတာ။နောက်ကလိုက်တဲ့သူတွေကိုတော့စစ်မှုတမ်းရမယ်အရွယ်မို့စစ်မှုတမ်းရမယ်လို့ပြန်ပြောတယ်တဲ့။ဆိုင်ပိုင်ရှင်တတိပြန်ထုတ်ဖို့ကြိုးစားတာပြန်ထုတ်ပြီးမယ်လို့မပြောသေးဘူး။အခုလောလောဆယ်တော့ဝတ်ထီးကန်ရေစက်ခန့်မှာပဲရှိသေးတယ်လို့သိရပါတယ်ဟုဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ပေါ်တာဆွဲဖမ်းစီရသည့်ဆယ်တန်းကျောင်းသားမောင်ကျွန်းကိုမှဝတ်ထီးကန်မြို့အရှိတ်ပံတလုတ်ပင်ရွာမှဖြစ်ပြီးဝတ်ထီးကန်မြို့ပေါ်တွင် င်မကြခဏဆိုသလိုလူငယ်များကိုပေါ်တာဆွဲခြင်းများဖြစ်ပေါ်နေ၍ပြည်သူများထိတ်လန့်နေကြကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်အကြံဖတ်စစ်ကောင်စီကယခုလတွင်ဖွင့်လှစ်မီစစ်မှုထမ်းအပတ်စဉ်ဆက်လီအတွက်လူငယ်များကိုစစ်သားအဖြစ်စူးစမ်းမှုများဆက်လုပ်နေကြောင်းပြည်내မျိုးနယ်မှာဒေသခံပြည်သူတို့ထံမှသိရပါတယ်ဆက်လက်ပြီးအင်ကပူမြို့တွင်စစ်မှုထမ်းကြီးကောက်ခံသူကိုတိုင်ကြားပါကပေါ်တာဆွဲခံရမည်ဟုချိန်ကြောက်တဲ့ဆိုတဲ့သတင်းကိုချင်းဆက်ပြီးသွားမှာဖြစ်ပါတယ်အေယာဝတီတိုင်းအင်ကပူမြို့တပြေပင်ကျေးရွာ အုတ်ချုပ်ရင်မှာလဆင်စစ်မှုတန်းကြီးကောက်ခံနေပြီးတိုင်ကြားသူရှိပါကပေါ်တာဆွဲပြီးစစ်တပ်တို့ပို့ဆောင်မိဟုချင်းချောင်းနေကြောင်းဒေသခံများထံမှသိရပါတယ်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းဆိုးဆိုသူမှာကျေးရွာအတွင်ရှိအသက်18နှစ်မှ35နှစ်အတွင်ရှိသည့်နေအိမ်များကိုလူတအူးလျင်တသိန်း3000ကျပ်စစ်မှုတန်းကြီးလိုက်လံကောက်ခံနေကြောင်းသိရပါတယ်။ တ်ဆန်တောင်းတာတိုင်းတိုင်းနဲ့အိမ်ကလူငယ်တွေအကုန်လုံးကိုပေါ်တာဆွဲပြီးစစ်သေးပို့ပြမယ်လို့ချိန်ချောက်သေးတယ်။စစ်မှုရန်ကအမြဲပေးရတာမဟုတ်ဘဲအမြဲငွေထည့်နေရတယ်ဟုဒေသခံတအုံးမှသတင်းဌာနသို့ပြောပါရယ်။အဆိုပါကြေးရွာအုပ်စုတွင်ကြေးရွာ၅ရွာရှိပြီးဒေသခံများအနေဖြင့်လူငယ်ရှိသလောက်တအူးချင်းသတ်မှတ်ကောက်ခံနေသောကြောင့်စာဝင်းနေရအခက်အခဲများကြုံတွေ့နေရကြောင်းသိရပါတယ်။စစ်မှုထမ်းတင်တဲ့တက်ရောက်ပြီးရှေ့တန်းတို့ပို့ဆောင်ရာတွင်ထိဆုံးမှုများရှိလာသဖြင့်လိုက်မိသူမရှိသောကြောင့်ရက်ကွက်နေကြေးရွာများတွင်အုပ်ချုပ်ရေးမှုများကငွေကောက်ခံပြီးအခြေ ြားဒေသများမှလူစားဝယ်ယူမှုများများပြားလာကြောင်းသိရပါတယ်။တောင်တကုံတရားရုံးတက်ဆွဲထားသောစစ်တပ်ကို89မမလောင်ချဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ရန်ကုန်တိုင်းတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တရားရုံး၌တက်ဆွဲထားသောစစ်တပ်ကို109မမလောင်ချဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာခြေရောက်ပောက်ကွဲမှုရှိခဲ့ကြောင်းရန်ကုန်အာမီ YA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ရှမန်နီဇွန်လ9ရက်နေ့ည10:35မိနစ်ကရန်ကုန်မြို့တောင်တကုံမြို့နယ်ရှိအကျန်းဖတ်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံ၌တက်ဆွဲကလုံခြုံရေးယူပေးနေသောစစ်ကောင်စီတပ်သားများကို89မမလောင်ချပြင်း40မမဘုံသီးနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြစ်မှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ကြောင်းသိရပါတယ်။ပြစ်မှတ်ကိုတဲ့တဲ့ကြတဲ့ထိရောက်မှုရှိခဲ့ပါတယ်။နောက်ဆက်တွဲထိခိုက်ဒေဆုံးပျက်စီးမှုကတော့ဆုံဆန်းနေတုန်းပါ။ရဲဘော်တွေအလုံးဘေးကင်းပါတယ်ဟုရန်ကုန်အာမီ YA တပ်ဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပတ်ကာဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။ သတင်းဌာနအနေဖြင့်တောင်နဂုံမြို့နယ်မှာပြည်သူအချို့ကိုဆက်သွင်းနေမြန်ရာဖြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်မပေးလို့ပဲတောင်တကုံတွင်ည၈နာရီကျော်ပါကလမ်းပေါ်လူသူမရှိတော့ပဲအများစုသောပြည်သူများမှအပြင်းမထွက်ကြတော့ကြောင်းပြောဆိုပါ